မြန်မာနိုင်ငံရဲ့အနောက်ပိုင်းဒေသပဲခူးယိုးမနဲ့ရခိုင်ယိုးမအစပ်မှာဇလူဆိုတဲ့ရွာလေးတွေကရှိခဲ့ပါတယ်။ဒီရွာလေးကိုတော့ဘယ်နှခုနှစ်ကရွာစတင်တည်ထောင်နေဆိုတော့အတိအကျမပြောနိုင်ခဲ့ပါဘူး။ဒီရွာလေးကိုဖြတ်တန်းသွားတဲ့ရခိုင်ယိုးမနဲ့ပဲခူးယိုးမကိုဖြတ်တန်းဖောက်လုပ်ထားတဲ့လမ်းမကြီးကတော့အင်္ဂလိပ်မဟာမိတ်တပ်တွေကဒုရယကွာဆက်အတွင်းမှာဖောက်လုပ်ခဲ့ပါတယ်။ အဲဒီခေတ်မတိုင်မြလဲဒီဒေသတွေမှာချင်းလူမျိုးတွေကလဲလဲသွားလာနေထိုင်ခဲ့ကြပါတယ်ဒီလူမျိုးတွေကတော့အင်္ဂလိပ်ခေတ်မတိုင်မီဟိုးဘဝင်းတီတဲကဒီတောင်တန်းတွေပေါ်မှာ နေထိုင်လာတာဖြစ်တယ်လို့လဲသူတို့ပြောပြချက်တွေရသိရပါတယ်တောင်တန်းဒေသမှာနေထိုင်သူတွေမှုလို့သာချင်းလူမျိုးအလွယ်တကူသတ်မှတ်ပြောဆိုကြတာပါဒီလူမျိုးတွေဒီလူမျိုးစုအရင်မှန်သတ်မှတ်ခံမှန်းကြတဲ့အခါမှာတော့ သူတို့ခြေမြမာလူမျိုးတွေဖြစ်တဲ့တိဘက်မြန်မာနယ်ဝင်တက်လူမျိုးတွေဖြစ်သတ်မှတ်ကြပါတယ်ခြေဦးတမိုင်းခက်ကမြန်မာနိုင်ငံထဲဝင်ရောက်လာခဲ့ကြတဲ့ခြေမြမာလူမျိုးကြီးတွေဖြစ်ကြတဲ့ဘူးကန်းညံကူမီတက်ဆိုတဲ့လူမျိုးကြီးအုပ်စု၄မျိုးရှိခဲ့ပါတယ်အဲဒီအုပ်စု၄ခုထဲမှာတိုင်းသားမျိုးနယ်တွေ꿰ပြသွားခဲ့တာပါအဲဒီလူမျိုးတွေလည်းကသူတို့ကတော့တက်အုပ်စုဝင်လူမျိုးဖြစ်သတ်မှတ်ကြပါတယ် သူတို့လူမျိုးတွေဟာချေပဝေနေတည်ကလေးကဒီရက်မှာနေထိုင်ခဲ့တာလားတမိုင်းဝခက်ကလိုရေကြီးရမျက်နှူရလှဲ့လေနေထိုင်ကြရင်ဒီရက်ကိုရောက်ချေခဲ့တာလားဆိုတော့ဘသူမှအတိအကျပြောဖို့ခက်ခဲပါတယ်တချို့မတန်းတွေမှာတော့ဒီတက်လူမျိုးတွေဟာကေတုမတီဟန်တာဝရီစာရာတွေရဲ့စက်မှတ်ရေးရာတွေရောက်တိန်းချောင်ထွက်ပြေးလာကြတယ်လို့မတန်းတွေကလည်းချီးနေပြန်ပါတယ် ြည်လူမျိုးစုတွေကဗမာစကားကိုလည်းပြောဆိုကြသလိုသူတို့ရဲ့ပင်ကိုတိုင်းရင်းသားဘာသာစကားကိုလည်းပြောဆိုကြပါတယ်။သူတို့ရဲ့အသုံးဆောင်တွေကလည်းနှီးဝါးတွေနဲ့ရက်လုတ်တာတဲ့ဘန်းတို့တောင်းတို့အသုံးပြုကြပါတယ်။ဂျီလူမျိုးစုတွေတဲ့ကဗမာစကားကိုပြောကြတဲ့လူများစုကတော့ဗုဒ္ဓဘာသာကိုကိုးကွယ်သူတွေပဲဖြစ်ကြပါတယ်။ဘလိုပဲဖြစ်ဖြစ်လူမျိုးတစ်မျိုးစုကိုစီမှာတော့ခြေဖြစ်နောက်ဖြစ်တွေပြောစရာတွေဖြစ်ကြံခဲ့ရတဲ့ ပစက်ရာဇဝင်လိုလို ပုံမြင်လိုလိုဇလန်းလေးရှိခဲ့ပါတယ်။ဒီတောင်ပေါ်ဒေသရဲ့စောင်းရတီနင်းနေဝေဆိုင်နေတဲ့ညတွေမှာဆိုမိဘုံနှပေးမှာလူကြီးတွေပိုးွားတွေကလူငယ်တွေကလေးငယ်တွေကိုသူတို့ရဲ့အမဲလိုက်ခဲ့ရတဲ့အကြောင်းတွေသစေတရေနာနာဘဝနဲ့ပတ်သက်တဲ့အကြောင်းတွေဆုံးအကြောင်းတွေကဝေအကြောင်းတွေချေရခင်ကသူတို့နေထိုင်ခဲ့တဲ့ရွာမှာဖြစ်ဖြစ်ခဲ့တဲ့အကြောင်းတွေကိုဘဟုတုတအဖြစ် ပြောဆိုခဲ့ကြပါတယ်။လူငယ်တွေကလည်းမိဘုံတစ်ပေးမှာဒီလိုပဲရှေ့လူကြီးတွေပြောပြတာကိုအတွေ့အကြုံဘုသူတအဖြစ်နားထောင်ခဲ့ကြပါတယ်။အခုကျွန်တော်ဖတ်ပြမယ့်ဇာတ်လမ်းကတော့ဒီတောင်ပေါ်ရွာကလေးမှာရှေ့လူကြီးတွေပြောပြကြတဲ့တိုင်းရင်းသားရိုးရပုံမြင်လို့လို့ပါဇက်ရစုံလို့လို့အဖြစ်ပြဇာတ်လမ်းလေးပါပဲ။ဒီဇာတ်လမ်းလေးကိုရေးသားသူကတော့စိုင်းရွယ်ပဲဖြစ်ပါတယ်။ ဇလန်းကိုမပြောသေးခင်မှာဒီလူမျိုးစုတွေအကြောင်းချင်းပြတာတော့ဒီဒေတာတွေရဲ့အကြောင်းသိရှိစေချင်လို့ပါပဲ။ကဲကျွန်တော်ဇလန်းကိုပြောပြပါမယ်။ဒီဇလန်းကတော့1990ဝင်းကျင်မှာအခြေခံထားတဲ့ဇလန်းလေးတစ်ခုဖြစ်ပါတယ်။1990ခုနှစ်ဒီဇင်ဘာ2ရက် ဆေးစရာဆိုင်းလောက်ကန်တယောက်ဇလူရွာလေးသူရောက်ချီခဲ့ပါသည်သူရောက်လာတဲ့အကြောင်းကလည်းဒူဆန်သည်ဒူနေတိုင်းဆေးကူရရက်ကရှမ်းပြည်နယ်ညောင်ချွေမြို့ဖြစ်ပြီးရန်ကုန်မြို့မှာနေထိုင်သည့်သူ့အမကြီးမှာ နေထိုင်မကောင်းသဖြင့်ဒီလောက်ဆေးကန်းဆေးုံပေါ်သည့်ရန်ကုန်မြို့တွင်ဆရာဝန်ဖြစ်မကူတလို့ဗမာဆေးဖြစ်တာကူတလို့ဖြင့်သူ့ကိုလမ်းခေါ်၍ရန်ကုန်သို့ရောက်ချီခဲ့သည် ဒီလိုနဲ့ဆရာဆိုင်လောက်ခိုင်းအမကြီးဖြစ်သူစေကူတိုင်နေကောင်းသွားတော့ညောင်ချွေပြန်ပြီးလှုပ်စင်ပြည်မျိုးမှလူနာကြည့်ခေါ်သည်ဖြင့်ပြည်မျိုးတို့လိုက်ခဲရပြန်သည်ထို့နောက်ပြည်မျိုးမှလူနာနေပြန်ကောင်းသွားတော့ဇလူရွာလေးမှညီပိုင်ချင်းကိုင်းပိုင်ချင်းတတိကတော်တကြီးကတော်တူနေမကောင်းသည်ဖြင့်မစီမဆိုင်ဇလူရွာလေးသို့ရောက်ခဲပြန်သည်စေးစရာကြီးဆိုင်လောက်ခံလို့ခက်ကဗမာစေးစရာဆိုတာလဲ အသင်းနဲ့အရွက်အူးတွေနဲ့ဈေးပေါ်ကူတန်းရုံနဲ့မဟုတ်လူနာတွေရဲ့စိတ်ပျောကောက်ကိုလည်းကူတန်းရသည်လူတွေရဲ့အစွဲကိုလည်းချွတ်ရသည်မျိုးစင်ဆက်လက်ဆင့်ကန်းသင်ခဲ့ရသောဈေးပင်စာတွင်ဘာယောဂပြင့်လင်းဘာနဲ့ပေါ်ဆက်ထားတဲ့ဈေးပင်တောက်ရသည်ဟုလေ့လာရုံမကဘေးရင်အင်္ဂဝိဇ္ဇပညာနဲ့ဝေဒပညာနက္ခတ်ပညာများအောင်လည်းတက်မြောက်ရပြန်သည်ထို့မှသာလူတွေရဲ့စိတ်ပျောကောက်ချိန်ကန်းနဲ့ကန့်ညီအောင် ကုတက်ရပြန်သည်ဇလူရွာလေးသို့ရောက်တော့မြေပန်းချင်းကိုင်းပန်းချင်းရွာလူကြီးကတော့တော်မြတ်ကိုစေကူရသည်တော်မြတ်ရောအားလဲစမ်းကြည့်သည်တခါတည်းရန်ချမ်းလိုက်တုံလိုက်လမ်းမောင်းကိုက်လိုက်ကောင်းကိုက်လိုက်ခြေထောက်ကိုက်လိုက်နေဆရာကြီးရဲ့ဆရာကြီးလိုက်လာမှလာပါမလားလို့ကျမကိုကူပေးပါဆရာကြီးရဲ့ကျမကိုဒီရွာမှာမနာလိုတဲ့သူတွေကမနာလိုလို့ပြူစားထားတယ် ကျမဒီရောကခံစားနေရတာတစ်နှစ်လောက်ကြည့်ပြီကျမပြင်းပြို့ကိုလည်းတက်ပြီးအင်္ဂလိပ်ဆေးရည်နဲ့လည်းဆေးအုံမှာကူးပြီးပြီးမပြောင်းနိုင်ဘူးဆရာကြီးရဲ့ဆေးဆရာကြီးဆိုင်လောက်ကန်ကလည်းကဲဘယောကချုပ်ဖို့တော့အကြောင်းဖန်လာပြီဆိုပြီးတော့စိတ်ထဲမှာတွေးနေမိသည်ဒီလိုနဲ့ဖျားကန်းကြီးတိုင်လည်းဘယောကကူရပါတော့သည်ကဲတော်မြတ်ရေကျုပ်ဘက်ကသာရှီတော့ပေးပြီးထိုင်လိုက် ။ဘုံမြကတော့ဆရာကြီးဆိုပြီးဆရာကြီးဘက်ကိုရှီတောက်ထိုးပြီးထိုင်သည်။ဒီမှာဆရာကြီးက"ကဲဒီတော်မြကိုတကူးကူးကပြူစားထားတာများခြေသလား။မခြေဘူးဆိုရင်ဘယ်ခြေတော့ကိုမြောက်ပါ"။တော်မြရှီတောက်မြောက်ပြသည်။"ကဲမြောက်လို့ရလား"တော်မြမြောက်ရတာကိုအစဉ်ပြေလား။တော်မြနည်းနည်းလေးတော့လေးတယ်ဆရာကြီး။အေးနည်းနည်းတော့လေးမှာပေါ့ဟာ။နင်ကငါ့ကိုအားနာပြီ မမြောက်ရဲဘူးဖြစ်နေတဲ့နေမှာပေါ့ကဲကဲကဲဘယ်ခြေတော့ကိုပြန်ချသွန်းနဲ့ညာခြေတော့ကိုလည်းထုံနည်းအတိုင်းပြုလို့ပြန်သည်ခြေတော့ကမြောက်သည်သွန်းနဲ့ကဲတော်မြရဲ့တော်မြကိုဘယ်သူမှပြူစားထားရလဲမကြည့်ဘူးတော်မြမှာဘာပြောကားမှမကြည့်ဘူးဒီစကားတော်မြကြတော့ဆရာရဲ့ကျမကိုပြူစားထားတဲ့မနာလူသူတွေရှိနေပါတယ်ဆရာကျမဒီယောဂမပြောက်လို့ကျမညရီဆိုမအိပ်နိုင်မစားနိုင် အိယာထဲမှာငုတ်တုတ်ထိုင်နေရပါတယ်ရှင်။ကဲတော်မြတ်ကျုပ်စီးကုစားလာတာကြာပြီဗျ။တော်မြတ်ရဲ့ခင်ဗျားမှာပြောကရှိတဲ့လက္ခဏာမရှိပါဘူး။ရှိပါတယ်ဆရာကြီးရဲ့ကျမသိရယ်။ရွာထဲကကောင်းမတွေကျမကိုသူတို့အမဲတွေလာရောက်နိုင်ကျုပ်တို့ကမြို့မှာအမျက်ကြီးစားပြန်အောင်လို့မနာလိုလို့ကျုပ်ကိုအသက်ပညာတွေဆုံးပညာတွေနဲ့ပြူစားထားတာပါဆရာကြီးရဲ့။ဆရာဆိုင်လောက်ခံလဲ။ကဲစကြီးနေမိမ့်မှာတော့မိမ့်မှာယောဂဖြစ်နေပြီကွ။ ။ဘာတွေကဒီလိုရွယ်မှာပြတ်တက်တယ်။တကြီးကတော့တိမ်သားမလဲ။တကြီးကတော့တော်မြတ်မှာလဲ။ဘလုံးမိမယောဂါရောဆရာကြီးရဲ့ကျုပ်ကသူများပြုစားလို့အခုလိုဖြစ်နေတာ။ဆရာဆိုင်တော့ခန်းလဲရှင်းပြရခက်နေတော့။ဒီမှာတော့မြတ်ခမောင်ကျုပ်ပွမွင့်လင်းလင်းပဲပြောမယ်။ခမောင်အသက်ကြီးနေပြီ။အသက်ကြီးတော့သွေးစိုးကနေပြစ်တတ်တဲ့ယောဂါပြ။ခမောင်ရိုင်းရိုင်းပြောရရင်ခမောင်သွေးစုံကင်လား။ အဲ့ဒီလိုစိတ်တွေကြောင်ကြောက်ရတယ်ဖြစ်နေတာကျုံနဲ့တွေ့လို့ပေါ့ကျန်တဲ့ပြောကဆရာတွေနဲ့ပြရင်သူတို့ရှိတဲ့အကောင်းတွေအစိမ့်တွေတရေတွေခမားခန္ဓာကိုလည်းထည့်ပြီးခမားကိုပြောကချွတ်ပြီးခမားစည်းစိမ်တွေကိုပေးမကုန်ဖြစ်သွားလိမ့်မယ်ဗျခမားကိုကျုပ်ကစေနာနဲ့ပြောနေတာခမားကိုရွာတကြီးကတော်ဆိုပြီးတော့လည်းတရွာလုံးကချက်ကြတယ်ဗျခမားကိုပြူစားရဲတယ်ကိုမချီဘူးဒီရွာမှာစည်းစရာရဒီလိုပဲစကားနဲ့ဖြေလိုက်တယ် ကဲကျုပ်ပြီးတဲ့ဈေးတစ်ခွက်ကိုတော့တောက်လိုက်ဆိုပြီးဈေးတစ်ခွက်ကိုတိုက်လိုက်ပါတယ်ထို့နောက်ဆရာကြီးလည်းတဲကူရအိမ်သူပြန်ခဲ့ပါတယ်ဒီလိုနဲ့နောက်နေ့တွင်မှာတော့ကြွားထဲမှာတကြီးကတော့နေကောင်းရဲ့ထမင်းဟင်းများဖြင့်ချင်းနေသည်ဟုဇာကြီးဆိုင်လောက်ကကြားရသည် နပီးအမိရသောရွာသားတူကဆရာကြီးကအယံစွားနာပဲဆရာကြီးဘလူးစီးကူလိုက်လို့တကြီးကတော့ကြမ်းမာလာလေဗျာဆရာကြီးမှမင်းတို့တကြီးကတော့လူပြူးစားတာမဟုတ်ဘူးကွာသူ့ဘာသာသူအစ်တကြီးလာလို့တိတ်နေမကောင်းကျင်တဲ့အခါ तू ကရွာသားတွေရဲ့အမဲတို့ကုန်ပစ္စည်းတို့ तू ကပဲမျိုးတွေမှာရောင်းချပေးနေရတယ်ဆိုတော့ तू စိတ်ထဲမှာရွာသားတွေပေါ်အမျက်ကြီးစားသလိုလေစိတ်မတန်တာတွေဖြစ်ရတဲ့စဉ်ရွာသားတွေကသူ့ကိုမနာလို့ဘူး ဥတခုခုတော့ကြံတော့မယ်ဆိုတဲ့စိတ်နဲ့စေယောကနူးစာလေးဖြစ်နေတာပေါ့ကွာဒီလိုအစွဲကိုချော့ပေးလိုက်တာပါအခုတော့သူစိတ်တန့်သွားလို့သွားနိုင်လာနိုင်အေးရတယ်မလဲတော့ဘူးပေါ့ကွာဘာမျိုးတွေကစိတ်ပြောကပေါ့ကွာဘာသားနပီရဲ့တယောက်ကတော့တကြီးကသူ့အမျိုးသမီးနေကောင်းကတော့ရွာမှာအလူလေးလှုပ်ရှင်လို့စေးစရာကြီးကိုအလူပြီးမှပြန်ပါလာတယ်ဗျာအလူကဘယ်နည်းရကြမှာမို့လဲကွာ ဒီတော့ရွာသားနပီရဘုံကြီးတွေပြင်းရတာဆိုတော့ဘုံကြီးတွေကလည်းတစ်ဖက်ရွာလာရမှာရယ်ဆိုတော့၃၄၅ရက်လောက်တော့ကြာဦးမှာပါဆရာကြီးဟာမင်းတို့ဒီရွာကဘုံကြီးကြောင့်မှာဘုံကြီးမရှိဘူးလားကွာဟာဆရာကြီးရယ်ဒီရွာရောက်တော့ဆရာကြီးတရင်မကြောက်ဘူးလားဒီရွာမှာခြေအောင်ဘုံကြီးကြောင့်တကြောင်ပဲရှိတယ်ဘယ်ဘုံကြီးမှဒီကြောင်မှာမနေရဘူးဆရာကြီးရယ်ဘယ်ဘုံကြီးမဆိုဒီလိုဒီဇင်ဘာလကြာရင် ကျောင်းမှမနေတော့ပဲထွတ်ထွတ်ပြေးတယ်ဗျတချို့ဆိုလဲယူကုန်တာပဲအရင်ခက်တော့ရများချိန်စာတိုက်ခဲ့တဲ့ချီအောင်ဖုန်ကြီးကျောင်းကြီးဆိုလားပဲဗျတရေလဲ၆တယ်ဗျဒီလိုနှစ်ခုကနေလာနေဆိုရင်အဘမှာပူဆိုးတယ်ဗျမဲမဲတဲတဲ့ဘလူးကြီးလိုကောင်းကြီးတကောင်းမတက်ကြီးရက်နေတာကိုမြင်မြင်ကြရတယ်တယ်ဗျပြီးတော့အဲကျောင်းမှာတခါသာသနာပြုဝေရဲလို့ဦးစင်းလေးတပါရောက်လာသေးတယ် သူ့မှာလဲသူလူအပ်တာတွေလုပ်ပေးဖို့ကပ်ပြရတယောက်လဲပါလာခဲ့လေဒီလိုနဲ့နှစ်လလောက်ကတော့ဘာမှမဖြစ်ဘူးဗျသုံးလမြောက်တဲ့အခုလိုနှစ်ခုရာသီမျိုးမှာသူနဲ့ပါလာတဲ့ကပ်ပြကြောက်စရာကြီးလန့်စရာကြီးတွေ့ပြီးနှလုံးရပ်ပြီးဆုံးသွားတာပဲဗျဒါနဲ့အဲ့ဒီဦးစင်းလဲပြောင်းပြေးရတာဒီလိုနှစ်ခုခါနေလာချိန်ဆိုရင်ဒီเจ้าမှာတကူထူးဆန်းတာတွေဖြစ်နေကြဗျဘယ်ဘုံကြီးမှမနေရတော့ဘယ်အเจ้าပြောင်းပြေးကြတာ အဲဒါကြောင့်ဒီရှီအောင်ဖုန်းကြီးကြောင့်ဘယ်ဖုန်းကြီးမှမနေရဘူးဗျဆရာကြီးကခေါင်းထွက်ညင်းနေနားထောင်သည်ရွာသားနှစ်ပြည်မှဆက်ပြောသည်တခါလဲပြောကဆရာကြီးတူကဒီเจ้าမှာကတ်နေတဲ့အမှောက်ကိုချွတ်မယ်ဆိုပြီးလာခဲ့တာဗျသူလဲဒီလိုလာမျိုးမှာပေါ့ဗျာကြောင်အားလန်းအားနဲ့နှလုံးသွေးတွေရက်ပြီးတော့တကောင်ကျော်ကြီးတည်နေတာဗျကဲရွာသား ုတ်ဒီဖုန်းကြောင်းမှတဲကျင်တယ်ဗျဒီစကားလဲကြောင်းရွာသားနှစ်ပီမှာဟာဆရာကြီးရေမလုပ်ပါနဲ့ဆရာကြီးရေဆရာကြီးကိုကြုတ်တော့ကောင်းကောင်းမွန်မွန်နဲ့ပြည်မျိုးကတစ်ဆင့်ရန်ကုန်မြို့ကိုပြန်ပို့ပေးခြင်းတယ်ဆရာကြီးရေရန်ကုန်မြို့မှာဆရာကြီးရှမ်းပြည်နယ်ကိုပြန်มาဆိုတော့ကျွန်တော်တို့ရန်ကုန်မြို့ကိုတော့ဆရာကြီးကိုကြမ်းကြမ်းမာမာနဲ့အရောက်ပို့ခြင်းတယ်ဆရာကြီးရေမလုပ်ပါနဲ့ဆရာကြီးရေကျွန်တော်ပြောနေတဲ့ဖြစ်ဖြစ်တည်းကတကယ်ဖြစ်ဖြစ်ခဲ့တာဆရာကြီးရေဟုတ်ရင်တော့ဆိုဒီလမ်းမှာသွားတဲ့ခီးသွားကားတွေဆိုတာပြည်မျိုးကိုဇက်နဲ့မကူခင် ီနေရာမှာညအိတ်တာဆရာကြီးရဲ့ကျုပ်တို့ရွာဖုံးချောင်းသားပဲကားရက်ပြီးအိတ်ကြတာအဲ့ဒီမှာလဲတညဒီဖုံးချောင်းခေါင်းမိုးပေါ်ထိမဲမဲကောင်းကြီးတကောင်ခီးတဲ့တိုင်းလိုလိုတွေးလိုက်ကြလို့ဒီရွာမှာကားမရက်တော်လာဟာဗျနေလာတဲ့ကားဆိုရင်ဂျန်နာဘီဝယ်စရာရှိတာဝယ်တယ်ညကားဆိုရင်ရက်ကိုမရက်တော်လာဗျကဲကျုပ်တို့လိုက်ပြအောင်ညဒီဖုံးချောင်းနဲ့စီဒီလေးကိုကျုပ်လိုက်ကြည့်ခြင်းလေဟာဆရာကြီးရဲ့ ဘုံကြီးကျောင်းနဲ့ရောက်တဲ့ချိန်မှာတော့ချီလက်ရဆိုသည့်အတိုင်းချေအောင်ဘုံကြီးကျောင်းလေးမှာပန်းကနုတ်စုံလင်စွာနဲ့တွေ့ရသည်မြမာမှုမြမဟန်ကနုတ်ွက်တွေကတော့အစုံလင်ပါပဲတတောက်တွင်လူလာတဲ့ကနုတ်လက်ရများတော့ချီမြမာရဲ့အမခန့်လက်ရတွေပြင်းနေနေတိုင်းသူမရှိ ပြင်ဆင်သူမရှိတော့ဟောင်းနှန်းနေရှာရမယ်လေချီလက်ရတွေကတော့တက်လွင်တောက်ပနေစေပဲဖြစ်ပါတယ်ငါတောင်းယူပြီးဒီပြဿနာကိုဖြေရှင်းပေးမယ် မင်းတို့တကြီးကိုပြောလိုက်ပါ။ဟာဆရာကြီးရယ်ကို့ဘော်ကိုပဲချမ်းပြူကျန်းကျန်းမာမာနဲ့ပြန်သွားပါတော့လားဗျာ။ကဲမင်းငါပြောသလိုလားပြောလိုက်ပါကွာ။ဒီလိုနဲ့ဆေးဆရာကြီးဆိုင်းလောက်ကန်ဒီဇင်ဘာညရဲ့လာရောက်နေအောင်ပါခြေအောင်ဖုံးကြီးကြောင်းနဲ့သွားရင်လေးလာပါတော့တယ်။ဒီလိုညမျိုးတွေမှာတော့ခြေအောင်ဖုံးကြီးကြောင်းနဲ့မှာပဲဆရာကြီးဟာကြက်တာရီကိုကျင်းနက်ခတ်တာရီကို တွေ့ချက်ပါတော့တယ်။ ဒီလိုနဲ့လာပြညရဲ့တကောင်ရံချင်းတစ်ခုမှာတော့ဆရာကြီးနက်ခတ်တာရတွေကိုတွေ့ရှင်းနေတော့ဖုံးရင်းចောင်းတစ်ခုလုံးမောင်မိုက်သွားသလိုမောင်တွေ့ကြပြီခံစားလိုက်ရပါတော့တယ်။ဒါနဲ့ပဲဆရာကြီးကចောင်းပြင်ကိုထွက်ပြီးခေါင်းငင်ကိုမော့ကြည့်လိုက်ပါတော့တယ်။အဲဒီအချိန်မှာပဲចောက်မွက်ဖွယ်កောင်းတဲ့မဲနဲ့နေတဲ့ဘလူးဘုံအရေးကြီးတစ်ခုကဖုံးရင်းចောင်းဆောင်လေးကိုអုံမိုးထားပါတော့တယ်။ ဆရာကြီးကသပြင်းတစ်ချက်ကိုရှာလိုက်မိပါတော့တယ်ဒီလိုနဲ့နောက်တစ်နေ့မှာဆရာကြီးကလည်းကဲဒီနေ့တော့တကြီးနဲ့ရွာသားတွေကျုပ်ခမားတို့ဒူးဆန်းတာတကူပြမယ်ဆိုပြီးဒီနေ့ညမှာတော့ဂျွာကာလာသားတွေနဲ့တကြီးပါဝင်ဒီတောင်းမှာကျုံနဲ့အတူတူ လာအိတ်ကြပါလို့ဖိတ်ခေါ်လိုက်ပါတယ်ဒီလိုနဲ့ညချိန်မှာတော့ဖုန်းကြီးကြောင်းတဲ့ကိုရွာသားတွေရော ဆရာကြီးဆိုင်လောက်ခန်းမှာစူယုံနေပါတော့တယ်ဒီလိုနဲ့ညာ7နာရီလောက်အချိန်မှာတော့ဘုံရင်းចောင်းတကူလို့ပေါင်အတိချသွားပါတော့တယ်အဲဒီအချိန်မှာရောတကြီးရောရွာသားတွေရောထိတ်လန့်နဲ့အော်မီတန်တွေနဲ့စူညံသွားပါတော့တယ်ဟာဆရာကြီးဘလို့ဖြစ်တာလဲဗျာဘလို့လုံးကြမလဲကဲဘလို့မှမဖြစ်ဘူးကျုံနဲ့အတူအားလုံး ကျောင်းအောက်ကိုလိုက်ဆင်းလာကြတော့ကျုပ်ပြမယ်ဆိုပြီးတော့ဆရာကြီးကခြေမဆင်းသွားပါတော့တယ်အဲဒီနောက်မှာတော့တကြီးနဲ့ရွာသားတွေလိုက်ပါလာကြပါတယ်ကဲခမားတို့မကြောက်ကြနဲ့စိတ်ကန်ကန်ထားပြီးကြီးလိုက်ကြတော့သူတို့ကကောင်းငင်ပြင်ကိုမော့ကြည့်လိုက်တဲ့အချိန်မှာတော့မဲမောင်နေတဲ့အရေးကြီးကအုံမှုလေးရဲ့ဘလူးကြီးတကောင်လိုတံတန်းမျိုးလက်မှာလည်းတန်လျက်ကိုဆွဲကင်ထားတာကိုတွေ့လိုက်ရသည် အားလုံးလည်းအံ့ဩသွားကြသည်ထို့နောက်တော့ ဆရာကြီးဆိုင်လောက်ခန့်ခမရတို့ဒီပြဿနာကိုမနေ့ကျရင်ကျွန်တော်ဖြေရှင်းပေးမယ်ဘာမှမကြောက်နဲ့တော့ခမရတို့မနေ့စောစောမှဒီเจ้าကိုသားလိုက်လာခဲ့ပါတော့ပြောလေရွာသားတဲ့တကြီးဘာသားနဲ့တကြီးတွေကိုပြန်လှောက်လိုက်ကြပါတော့တယ်ဒီလိုနဲ့မနေ့ကမှတော့ရွာသားများရောက်လာချိန်မှာတော့ဆရာကြီးကကဲခမရတို့ရွာသားတွေကအာကောင်းပေါင်းတဲ့ရွာသားနူလေကားနဲ့ပဲဖုံးကြီးเจ้าရဲ့တောင်ဘက်ကအမှုပေါ်တက်လိုက်ကြပါ အဲ့ဒီနာပန်းဆွဲပေါ်မှာတကူထူးခြားတဲ့ရုပ်တကူတွေ့ရလိမ့်မယ်။အဲ့ဒီရုပ်ကိုတွေ့ရင် ပန်းဆွဲကိုလွှတ်နဲ့ဖြတ်ပြီးယူခဲ့လိုက်ပါ။ဒီလိုနဲ့ရွာသားနှုတ်ကတက်ကြပြီးအရုပ်တကူကိုယူလာကြပါတယ်။အောက်ကိုရောက်ချိန်မှာတော့ဟာဘလူးရုပ်ကြီး ရွာသားအလိုမဲ့အန်အောစွာလမ်းအော်လိုက်ကြပါတော့တယ်။ဟာတကြီးကိုယ်တိုင်ကလည်းဟာဆရာကြီးဒါတာညတွေ့တဲ့ဘလူးကြီးနဲ့တူလိုက်တာဗျာ။ ဒီမှာဆရာကြီးကဟုတ်တယ်တကြီးကဒီရုပ်ကဒီចောင်းကြီးကိုစောက်လို့ကလေးကပန်းဆွဲမှာထွင်းထူထားခဲ့တာ။ဘာကြောင့်ထွင်းထူထားရလို့မဆိုနိုင်ရင်မဲ့ဒီလိုနှစ်ပြောင်းနှစ်လွဲရတဲ့မျိုးတွေမှာနက္ခတ္တရာတွေကတထက်ထဲကြားရောက်လာတဲ့အချိန်မျိုးတွေရှိတတ်တယ်ဗျ။အဲ့လိုဘလူးနက္ခတ်ဝင်ချိန်မျိုးမှာဒီအရေးတွေကအသက်ဝင်သားသလိုရှိတတ်ကြတယ်ဗျ။ဘလူးနက္ခတ်နဲ့ချင်းကြတဲ့နီလနက္ခတ္တရာတွေမှာလည်း အစွန်းအစာကူစီရှိကြတယ်ဗျဒီကျဲလာနက်ခတ်တွေရဲ့လင်းကဘလူးရုပ်ပေါ်ကြာရောက်တဲ့အချိန်မှာတော့ကူလိုကြောက်เสียလန့်เสียတွေချက်လာကြတော့တာပါဒီကဘာကြီးနဲ့ဆက်ကြဝနာတစ်ခုလုံးကအရာတွေကတော့ကိုပိုင်စွန်းရင်နေရှိကြတယ်ဗျအဲ့ဒါကြောင့်နေရရဲ့လက်ပတ်ရလမ်းကြောင်းကျဲလာနက်ခတ်တွေရဲ့လက်ပတ်ရလမ်းကြောင်းတွေပေါ်မူတည်ပြီး လူတွေရဲ့ကံကြမ္မာအကောင်းအဆုအကျိုးအပြစ်တွေကိုတွက်ချက်ရတဲ့နက္ခတ်ပညာဆိုတာ ဟိုးခင်ဂရိခတ်တွေကလည်းတီချိခဲ့တာပေါ့ဗျာနက်ခတ်တွေတထက်တည်းကြတဲ့အချိန်မှာတော့ကြောက်စရာအကောင်းဆုံးအချိန်တွေလည်းဖြစ်တယ်လို့ဘူချာစမ်းကြတဲ့စွမ်းအင်တွေစွမ်းအားတွေလည်းရကြည့်ကြတာပဲဗျာကဲခမားတို့ရွာဘုံကြီးကျောင်းမှာတော့ကျောင်းတိုင်ဘုံကြီးတည်င်းသုံးလို့ရပြီဗျာဒီကဒုက္ခပေးခဲ့တာကတော့ဒီဘလူးရုပ်လေးပဲကျယ်တွေလတွေနက်ခတ်တွေရဲ့တွားရလမ်းကြောင်းတွေမှာအဲ့လိုနက်ခတ်တွေပေါ်လာတယ် မော်ဝင်တဲ့အဖြစ်အပျက်တွေရှိလာကြတယ်။ကဲခင်ဗျားတို့အလှူပြီးရင်တော့ကျုပ်ကတော့ရန်ကုန်ကနေတဆင့်ရှမ်းပြည်ညောင်ရှိကိုပဲပြန်ရတော့မယ်ဗျ။ရွာလူကြီးရဲ့လူပွဲပြီးမှတော့ဆရာဆိုင်လောက်ကန်းရသူရသားတွေစုပြီးတော့ပြီးကိုပို့ကြပါတယ်။ဇာကြီးကပြီးရနေမှတဆင့်ရန်ကုန်ပြန်သွားခဲ့ပါတယ်။ဘုမောင်တဆင့်ဇာကြီးကသူစိတ်ကူရတာနေရှမ်းပြည်နယ်ညောင်ရွှေမြို့ ြန်သွားခဲ့ပါတော့တယ်။ဒီပြက်ပြက်တွေကတော့1990ကျော်ခုနှစ်တွေကချမ်းပြည်မှာဆေးစရာတယောက်ဘိုးယူမနဲ့ကန်ယူမအဆက်ကချင်းရွာလေးကိုရောက်ကြည့်ခဲ့လာတဲ့ကြောင်းပဲဖြစ်ပါတယ်။ဘူးချိန်မှာတော့ဇလူရွာလေးရဲ့ဖုန်းတော်ကြီးတောင်းဟာပြန်လည်ပြုပြင်မိုးမှန်တာတဲ့အုတ်ကျောင်းဆောင်လေးပြန်နေပါတော့တယ်။